။ဘာဖြစ်လို့လူတွေတခုခုကိုပြပြတသားမဆုံးဖြတ်နိုင်တာလဲ။ဘာဖြစ်လို့တခုခုကိုစိတ်ရောကိုယ်ပါအာသွန်ပြီးတော့အချိန်ပြည့်မလုံးနိုင်တာလဲ။မလုံးချင်တာလဲ။အဓိကပြဿနာကစိတ်ထဲမှာဘာကိုမှလှိုက်လိုက်နေနဲ့ခံစားလို့မရဘူး။ဘာကိုမှတန်မိုးထားလို့မရဘူး။ဘာကိုမှမလုံးချင်သလိုဖြစ်နေတယ်။တခုခုလုံတော့မယ်ဆိုရင် ကိုကိုကိုတွန်းတွန်းပြီးတော့လုံရတယ်အဲ့ဒါလိုကိုကိုကိုတွန်းနေရတာကြာတော့အဲ့ဒါလိုတွန်းနေရတာကိုပြင်းမှန်းလာတယ်အဲ့ဒီတော့ရက်လိုက်ချင်တော့တယ် ဲ့တလိုစိတ်မျိုးဖြစ်နေတော့အခုခေတ်လူတွေဟာဥပမာနဲ့ပြောရရင် ကားမောင်းရင်းနဲ့တစ်ဖက်ကဘရိတ်ကိုနင်းထားပြီးတော့တစ်ဖက်ကလီဘာကိုနင်းထားသလိုဖြစ်နေတယ်။တွားလဲတွားချင်တယ်ရက်လဲရက်ပြစ်လိုက်ချင်တယ်အဲ့ဒါကြောင့်ပို့ပြီးတော့ပင်ပန်းတယ်ဒီတဘောကိုတော်တော်နဲ့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 တီးဖို့လိုတယ်နော်အကယ်၍လူတယောက်ဟာသူတကယ်လှုပ်ချင်တာဘာလဲလို့တိတိကျကျတီးပြီးတော့ကိုဟာကိုလည်းနေစဉ်စိတ်ပါလက်ပါလုံနေတယ်ဆိုရင်ဘဝကြီးကအတိတ်ပဲမဲ့တယ်လို့မျိုး ဘဝကြီးက MD ဖြစ်နေတယ်လို့မျိုးပြင်းစရာကောင်းတယ်ဆိုတာမျိုးဘယ်တော့မှမဖြစ်နိုင်ဘူးငါဘဝ MD ဖြစ်မနေအောင်အထိပယ်မရှိတယ်လို့ဖြစ်မနေအောင်ငါရင်ထဲမှာကလိုင်းကြီးဖြစ်မနေအောင်ငါအောင်နောက်ထဲမှာကလိုင်းကြီးဖြစ်မနေအောင်ပြင်းနေဆိုတာငါဘဝမှာမဖြစ်အောင်ဘယ်လိုလုပ်ရမလဲဆိုတာကိုတတ်နိုင်တယ်လို့စောစောတည်းကစဉ်းစားပြီးတော့နီးလန်းရှာတင်တယ်